မင်္ဂလာပါရှင်လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေကြိုဆိုပါရစေ2025ခုနှစ်အောက်တိုဘာလ31ရက်နေ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မိုးကုံနဲ့မိုးမိတ်မြို့က TNNA တက်တွေထွက်ခွာသွားပြီး data ရင် PDF နဲ့ပါကပါမဟာမိတ်တက်တွေကဆက်လက်ထင်းသိမ်းပြီးတော့စစ်ကောင်မရှင်ကိုဆက်တိုက်သွားကြမယ်ဆိုတဲ့သတင်းပေါင်းတယ်မြို့နယ်ကတိုက်ပွဲသတင်းနဲ့

တော်လည်းရဲဘော်ဟောင်းတွေကိုမိုးကုတ်ပကပကဖိတ်ခေါ်လိုက်တဲ့တည်ရင်ဖြစ်ပါရဲ့ရှင်မန္တလေးတိုင်းမိုးကုတ်မြို့နယ်အတွင်းမှာအကြောင်းအမျိုးမျိုးကြောင့်အနားယူနေကြတဲ့တော်လည်းရဲဘော်ဟောင်းတွေကိုတိုက်ပွဲဝင်ဖို့အတွက်မိုးကုတ်ပကပကဒီကနေ့ဖိတ်ခေါ်ထားတဲ့စာကိုထုတ်ထားပါရယ်မိုးကုတ်မြို့နယ်ရဲ့လက်ရှိစစ်ရေးအခြေအနေတွေအရာစစ်ကောင်မရှင်ကို ပြန်လည်ခုခံတိုက်ခိုက်တွန်းလှန်မှုအတွက်မိုးကုတ်မြို့နယ်ကတော်လည်းရဲဘော်ဟောင်းတွေကို မြို့နယ်ပါကာဖာအနေနဲ့အကြံဖတ်စစ်ကောင်မရှင်ကိုပူပေါင်းတိုက်ခိုက်နိုင်မှုအတွက်ဖိမှန်တက်ကပြုတ်ပါတယ်လို့ထုတ်ထားတဲ့စာမှာဖော်ပြထားပါတယ်ရှင်။တော်လိုင်းအေးကိုခံယူချက်အပြည့်နဲ့စစ်ကောင်မရှင်ကိုတွန်းလှန်ခဲ့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်အနားယူထားကြတဲ့မိုးကုတ်မျိုးကရဲဘော်တို့ရဲ့လက်ရှိအချိန်မှာမိုးကုတ်မျိုးရဲ့စစ်ရေးအကြက်တင်းနဲ့ကြုံတွေ့နေရတဲ့အချိန်မှာ အတူတူလက်တွဲပြီးရုန်းကန်ကြနိုင်ဖို့တိုက်တွန်းပေးရစီလို့ မိုးကုံမြို့နယ်ပါကာပါကာပြောထားပါရဲ့ရှင်ရဲဘော်ဟောင်းတွေပြန်ခေါ်ရမှာတော့ကာလာအပိုင်ချာတစ်ခုအနေနဲ့စစ်ကောင်မရှင်ကိုပြန်လဲပြီးတွန်းလှန်တိုက်ထုတ်ကြမှာဖြစ်ပြီးတော့တတ်မှတ်ထားတဲ့အတိုင်းအတာတစ်ခုရောက်တဲ့အချိန်ဖြစ်ချင်းနဲ့ဆန္ဒအတိုင်းအနားယူလို့ရမှာဖြစ်တယ်လို့ဆက်လက်တာဝန်ထမ်းဆောင်မယ်ဆိုရင်လည်းခွင့်ပြုမှာဖြစ်တယ်လို့ဆိုပါရယ်မိုးကုံမြို့သားတွေဖြစ်တဲ့အတွက်မိုးကုံမြို့အပေါ်တန်ရုံးစင်ကြီးပြီးတော့မြို့အတွက် အမှန်တကယ်စွန့်လွတ်အနစ်နာခံလို့တဲ့ရဲဘော်တို့ကိုလိုအပ်နေပြီးတော့အတူတကွပူပေါင်းလက်တွဲပြီးခွေတိုးဘောက်ကဝင်လာတဲ့စစ်ကောင်မရှင်တက်ကိုမောင်းထုတ်ကြမယ်လို့မိုးကုံမြို့နယ်ပါကာဖာကပြောထားပါတယ်။အခုဆိုရင်မိုးကုံမြို့နယ်ကိုစိုးမိုးထားတဲ့ TNN ကထွက်ခွာတော့မှဖြစ်ပြီးတော့မိုးကုံပါကာဖာအပါအဝင်မြို့နယ်အတွင်လှုပ်ရှားနေကြတဲ့ MOD PDF ပါကာဖာနဲ့အတူအခြားဒေါ်လိုင်းတပ်ဖွဲ့တွေကမိုးကုံမြို့ကိုထိန်းချုပ်ပြီးတော့ စစ်ကောင်မရှင်တက်ကိုခုခံသွားကြမယ်လို့လည်းတည်ရပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့စစ်ကောင်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲအစီအစဉ်အားလုံးနဲ့ထွက်ပေါ်လာမယ့်ရလဒ်တွေကိုလုံးဝဆန့်ကျင်ကန့်ကွက်တယ်လို့ချင်းပြည်ကောင်စီကထုတ်ပြန်လိုက်တဲ့သတင်းဖြစ်ပါတယ်ရှင်။ချင်းပြည်နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲအစီအစဉ်အားလုံးနဲ့ထွက်ပေါ်လာမယ့်ရလဒ်တွေအားလုံးကိုလုံးဝဆန့်ကျင်ကန့်ကွက်တယ်လို့ချင်းပြည်ကောင်စီက အော်တိုဘားလာ29ရက်နေ့ကထုတ်ပြန်ထားပါဗျ။အာနာသိအကြံဖက်စစ်ကော်မရှင်ဟာစစ်အာဏာရှင်စနစ်နဲ့စစ်တပ်အုပ်ချုပ်ရေးအာဏာတည်မြဲရေးအတွက်စစ်အာဏာရှင်တွေကိုယ်တိုင်စိတ်တိုင်းကြရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်ဥပဒေပြုရေးမန်တာရဲ့လုတ်ပိုင်ခွင့်အာဏာတွေကိုဖျောက်ဖျက်ကျူးလွန်ကရွေးကောက်ပွဲအပိုင်1ကို2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာ မဖြစ်မနေပြုလုပ်နိုင်ဖို့အတွက်မဲဆင်းတွေစုစည်းတာနန်းစီတွေဝန်ထမ်းတွေနဲ့ဒီမိုကရေစီအယောင်ဆိုနိုင်ငံရေးပါတီတွေကိုအတုံချကမဲဆင်းတွေကြီးစုဖို့လှုံ့ဆော်တာမဲပေးစနဲ့ဆန္ဒမဲပေးနိုင်ဖို့အတွက်ကြိုတင်စမ်းသပ်လေ့ကျင့်ပေးမှုတွေကိုပြုလုပ်နေပြီဖြစ်ပါတယ်။ဒါအပြင်စစ်ကောမရှင်ဟာနိုင်ငံတကာနဲ့အာဆီယံနိုင်ငံတွေကိုလိမ်လည်လှည့်ပြားကရွေးကောက်ွယ်ဥပဒေတွေကိုပြင်ဆင်ပြဋ္ဌာန်းပြီးတော့ တို့ရဲ့အကြံဖက်တက်ခိုင်းမှုတွေကြောင့်စစ်ဘေးရှောင်နေရစွန့်ခွာအပြစ်မဲ့ပြည်သူတွေကြိုတင်မဲပေးနိုင်မှုလုံဆောင်နေတဲ့အပြစ်ပြည်ပနိုင်ငံရောက်အလုတမားတွေထံကလည်းကြိုတင်မဲရရှိနိုင်ရေးလုံဆောင်နေတာဖြစ်ပါတယ်စစ်ကောမရှင်ရဲ့တရားမဝင်တဲ့အတွေ့ရောင်ရွေးကားပွဲဟာစစ်တပ်အုပ်ချုပ်ရေးနဲ့စစ်အာဏာရှင်စနစ်ဆက်လက်တည်ထောင်ရေးကိုသာဦးတည်နေတဲ့အတွက် နိုင်ငံရေးပဋိပက္ခကိုသာကြံ့ကြာစေမှာဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံတွေအာဆီယံနိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်ဝန်တွေအနေနဲ့လည်းဒီအတုရောင်ရွေးကောက်ပွဲကိုအတိမတ်မပြူဖို့နဲ့ဘလို့ပံ့ပိုးမှုမျိုးကိုမှမလုပ်ကြဖို့ချင်းပြည်ကောင်စီကအလေးအနက်တိုက်တွန်းနှိုးဆော်ထားပါဗျ။အဲ့ဒီနိုင်ငံတကာနဲ့အာဆီယံထံကိုတောင်းဆိုမှုကိုတော့ချင်းပြည်ကောင်စီအပြင် NUG အပါအဝင် တခြားတော်လှန်ရေးအင်အားစုတွေအရက်ဖက်အဖွဲ့အစည်းတွေကလည်းတောင်းဆိုထားတာကို တွေ့ရှိရပါဗျ။ ချင်းပြည်ချင်းလန်းကောင်စီအနေနဲ့အကြံဖတ်စစ်ကော်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲအစီအစဉ်အားလုံးနဲ့ထောက်ပေါ်လာမယ့်ရလဒ်တွေကိုလုံးဝစန့်ကျင်ကန့်ကွက်တဲ့အပြင်ချင်းပြည်အတွင်းကနန်းစီဒီယာဝန်ထမ်းတွေအနေနဲ့လည်းရွေးကောက်ပွဲမှာပါဝင်ခြင်းဟာစစ်တပ်အုပ်ချုပ်ရေးကိုသက်ဆိုးရှေ့စေမယ့်အထောက်အကူပေးတာဖြစ်တာကိုသိရှိနားလည်ထားကြဖို့ချင်းပြည်သူတွေအနေနဲ့စစ်ကောမရှိရဲ့အတူရောင်ရွေးကောက်ပွဲအစီအစဉ်တွေအပေါ် ပူပေါင်းဆောင်ရွက်မှုမပြုလုပ်ကြဘို့လဲတိုက်တွန်းထားပါတယ်။ပြည်သူတွေကိုအတင်းအာရမဆန္ဒမဲ့ပေးဖို့စေခိုင်းခဲ့ရင်လေကိုပိုင်လွတ်လပ်ခွင့်နဲ့ရွေးချယ်ခွင့်ကိုကျင့်သုံးကဆန္ဒမဲ့မပေးကြဖို့ကိုလည်းချင်းပြည်ကောင်စီကအလေးအနက်တိုက်တွန်းထားပါသေးတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့စစ်တပ်နဲ့အပြည့်ခတ်ရဲစဲလိုက်တဲ့ TNN မိုးကုတ်ကနေထွက်ခွာသွားရင်လေ PDF တရင်တပ်ဖွဲ့တွေပူးပေါင်းကာ အစွမ်းကုန်ကာကွယ်သွားမယ်လို့ပြောကြားလိုက်တဲ့သတင်းဖြစ်ပါရဲ့ရှင်။မန္တလေးတိုင်းမိုးကုတ်မြို့ကနေ DNA တပ်ဖွဲ့ကစစ်ကောင်မရှင်ထံပြန်ပေးပြီးထွက်ခွာသွားမယ်ဆိုရင်လေမန္တလေးတိုင်းအတွင်က PDF တပ်ဖွဲ့တွေနဲ့မိုးကုတ်မြို့နယ်အတွင်က PDF တွေကမိုးကုတ်မြို့ကိုအစွမ်းကုန်ကာကွယ်သွားမယ်လို့မြို့နယ်အခြေပြု PDF တရင်တပ်ဖွဲ့တွေနဲ့မိုးကုတ်မြို့နယ်ပကဖမန္တလေး PDF တို့ကလည်းအတီးတီးထုတ်ပြန်ထားကြပါဗျာ။ လက်ရှိမိုးကိုမြို့မှာဖြစ်ပေါ်နေတဲ့အခြေအနေအရာဘလို့ပင်အခက်အခဲနဲ့ကြုံတွေ့စေကမို့မိုးကုံမြို့နယ်ပါကာပါအရင်နဲ့မြို့နယ်အတွင်းမှာအခြေပြုထားတဲ့တည်ရင်တပ်ဖွဲ့တွေညီအကိုတည်ရင်တပ်ဖွဲ့တွေတော်လန်ရေးတပ်ဖွဲ့တွေပြည်သူတွေနဲ့လက်တွဲပြီးတော့မိုးကုံမြို့ကိုစစ်ကောင်မရှင်လက်အောက်မကြရောက်စေဖို့ကာကွယ်သွားမယ်လို့မိုးကုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပါကာပါကာအတည်ပြုထားပါတယ်မိုးကုံပြည်သူ့ကာကွယ်အဖွဲ့မိုးကုံပါကာပါဟာ တော်လဟေခီကျန်ကြီးကိုပြည်သူလူထုရဲ့ကိုညီထောက်ပံ့မှုနဲ့ရည်တည်လာခဲ့တဲ့အဖွဲ့အစည်းဖြစ်ပြီးလက်ရှိအချိန်အထိပြည်သူလူထုရဲ့ထောက်ပံ့မှုနဲ့ဆက်လက်ရည်တည်နေရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့တော်လန်ရေးအပေါ်မှာအစဉ်တစိုက်အာသွန်ခွန်ဆိုင်စ조사ခဲ့ကြသလိုအောင်မြင်မှုတွေကိုလည်းမဟာမိတ်တပ်ဖွဲ့တွေညီအကိုတပ်ဖွဲ့တွေနဲ့အတူအောင်ပွဲတွေဆင်နိုင်ခဲ့တယ်လို့ဆိုပါရယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးကုတ်မြို့နယ်မိုးကုတ်ပါကာဖအနေနဲ့ တော်လိုင်းရဲ့အစာကနေပြီးဆုံးတဲ့အတီတိုက်ပွဲဝင်သွားဖို့တန်တိတ်ထန်ချမှတ်ထားတာနဲ့အညီတော်လန်ရေးအောင်မြင်မှုပန်းနိုင်စီကိုဥလဲမတုံချစ်တက်သွားမှဖြစ်တယ်လို့လဲမိုးကုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မိုးကုတ်ပကဖားရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါရဲ့ရှင်မိုးကုံမြို့ကိုဆက်လက်ထိန်းချုပ်ကာကွယ်နိုင်မိဖက်တော်လန်အင်အားစုတွေနဲ့လက်တွဲကကြိုပမ်းဆောင်ရွက်သွားမယ်လို့လဲပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကထုတ်ပြန်ထားပါသေးတယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစီယုံချိုရဲ့ MAP ကုတ်ကဲမှုအောက်မှာတည်ရှိတဲ့တော်လန်ရေးတပ်ဖွဲ့ဖြစ်ပြီးတော့စတင်စုဖွဲ့ခဲ့တဲ့2021ခုနှစ်ကစပြီး Federal Democracy ရရှိရေးနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ခြေမုံနိုင်ရေးတို့အတွက်ဒဇိုင်းမမတိုက်ပွဲဝင်လျက်ရှိရာလက်ရှိကာလတွေမှာတိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ကုညီပံ့ပိုးမှု မိဖက်ຫນွေဦးတော်တိုင်အာစုရရဲ့ပူပေါင်းလက်တွဲမှုတပ်ဖွဲ့ဝင်ပေါင်းများစွာရဲ့စွန့်လို့ပေးဆက်မှုတွေနဲ့အတူမန္တလေးဒေသအတွင်းမှာရှိတဲ့နယ်မြေတချို့ကိုထိန်းချုပ်စုမိုးနိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါဗျ။ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဟာအခုအချိန်ထိရရှိထားတဲ့ထိန်းချုပ်နယ်မြေတွေကိုဆက်လက်ကာကွယ်ထိန်းသွင်းတွားနိုင်ရေးအတွက်မိဖက်တော်လိုင်းအာစုရနဲ့လက်တွဲကကိုယ်စွမ်းရှိသည်များညာစွမ်းရှိသည်များအာတုံခွန်ဆိုင် ကျိုးပန်းဆောင်ရွက်သွားမှာဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဟာကြီးမားတဲ့အခက်အခဲအတားအဆီးတွေရှိနေစေကမူဘုံကြီးမန်းကျက်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမွေးတိုက်ပွဲတွေကိုစားတဲ့တပုံဦးလက်မတုံဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါဗါအော်တိုဘာလ29ရက်နေ့ည7:00နာရီအချိန်ကစပြီးတော့မိုးကုံမြို့နယ်မိုးမိန်မြို့ကို TNN က စစ်ကောင်စီတပ်ဖွဲ့ထံကိုပြန်လည်ပေးအပ်ပြီးနှစ်ဖက်အပြည့်ခတ်ရဲစရေးလက်မှတ်ရေးထိုးခဲ့ရာမိုးကုံမြို့မှာ TNNA တပ်ဖွဲ့ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတော့ပဲစစ်ကောင်စီလက်အောက်ကိုပြန်လည်လွှဲပြောင်းပြီးဖြစ်ပါတယ်။ငင်းချံ Black Tiger က MPD တပ်ဖွဲ့ငင်းချံခရအမတ်ကိုတက်ရဲ့အနေနဲ့လည်းငင်းချံခရအတွင်းသားမကမဟာမိတ်တပ်တွေဖြစ်ကြတဲ့မိုးကိုပြူဟာတပိတ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အမတ်1222တက်ရဲ့ TRI ဘူဟာတို့နဲ့အတူမန္တလေးတိုင်းမိုးကုံမြို့နယ်နဲ့တပေကြီးမြို့နယ်တွေမှာစည်ရေးတာဝန်တွေကိုပိုးတွယ်ထမ်းဆောင်နေတဲ့အတွက်ပူပေါင်းကာကွယ်မှုတွေမှာပါဝင်မယ်လို့လည်းထုတ်ပြန်ထားပါသေးတယ်။အဲ့လိုပါပဲပြည်သူကာကွယ်တပ်မတော် TRI ဘူဟာကလည်းစင်ကူတပေကြီးနယ်မြေကအများစုအပါအဝင် AR များစွာနဲ့စုဖွဲ့ထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမန္တလေးတိုင်းစစ်ဌာနကုကဲမှုအောက်ရှိ ယူဟာဖြစ်တာနဲ့အညီမန္တလေးတိုင်းအတွင်းမှာရှိတဲ့နေမြေတွေရဲ့တော်လိုင်းရေးဆိုင်ရာလုပ်ငန်းတွေမှာအားအင်အပြည့်နဲ့စ조사ဆောင်ရွက်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ယူဟာအနေနဲ့မိဘတော်လိုင်းအင်အားစုတွေနဲ့တွဲဖက်ပြီးမိမိတို့မျိုးဖားအခြေတီယာဒေတာတွေကို ကာကွယ်ပြီးမိမိတို့ရည်မှန်းချက်ဖြစ်တဲ့ Federal Democracy စနစ်ကိုအခဲအခဲများစွာကနေဆက်လက်ချီတက်တိုက်ပွဲဝင်သွားမယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ပြည်သူ့ကာကွယ်တံပရော TRN ဘူဟာအပြင်ပြည်ဦးလေမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကလည်းຫນွေဦးတော်လိုင်းခရီးစတင်ခဲ့အချိန်ကစပြီးကန္နာအတီတီကအတူတကွလက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီးမိုးကုံမြို့အပါဝင်လူမြောင်နယ်မြေများစွာကိုစုမိုးနိုင်တဲ့အထိတော်လည်းခီးကို အောင်မြင်မှုများစွာနဲ့ရှောက်လန်းနိုင်ကြရလို့လဲဆိုပါရယ်အခုအခါမှာတော့အကြံဖတ်စစ်တဲ့ရုပ်မာရက်ဆက်မှုမျိုးစုံကောက်ကျစ်စစ်လဲမှုမျိုးစုံနဲ့ တိုက်ခိုက်ချေမုံနေပေမဲ့တော်လန်ရဲဘော်တွေအနေနဲ့တွန့်ဆုတ်ကြောက်ရွံ့ခြင်းအလျင်းမရှိပဲဆက်လက်တော်လန်နေကြတယ်လို့ဆိုပါရယ်တော်လန်ရေးခရီးတခြားဘလို့ပဲခက်ခဲတဲ့အကျိုးအကွေ့တွေနဲ့ကြုံရတာဖြစ်ပါစေရီမန်းချက်ဖြစ်တဲ့ Federal Democracy စနစ်စီကိုမမိတ်မတုံမစုံတန်ဆက်လက်ချီတက်သွားမှာဖြစ်ပြီးတော့တော်လန်ရေးအောင်မြင်တဲ့အထိမဟာမိတ်တွေနဲ့ ဆက်လက်ခြေတဲတိုက်ပွဲဝင်သွားပါမယ်လို့လည်းပြည်ဦးလျင်ခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ကကတိသစ္စာပြုထားပါဗျ။ TNN အနေနဲ့စစ်ကောင်မရှင်တက်အပြစ်ရက်ဆဲလိုက်ပြီးမိုးကုံနဲ့မိုးမေမျိုးတို့ကနေ TNN တက်တွေစုပ်ပြီးမှဖြစ်တယ်လို့ထုတ်ပြန်လာပြီးနောက်ဒေတာရင်လက်နက်ကင်တော်လိုက်အဖွဲ့တွေကကြီးညာချက်အတီးတီးထုတ်ခါကာကွယ်သွားကြမယ်ဆိုပြီးထုတ်ပြန်ထားကြတာပါ။စစ်ကောင်မရှင်တက်ကလည်းရှမ်းမြောက်မှာနောင်ချိုကြောင်မဲ့ တီဘော်မျိုးတို့ကိုတိမ်ပိုက်နေစဉ်အတွင်ကစတင်ပြီးတော့မိုးကုတ်အပါဝင် TNN ထိန်ချုပ်နယ်မြေကပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ဒေချောင်းတိုက်ခိုက်မှုတွေနေတိုင်းလုပ်ခဲ့တာဖြစ်ပြီးအပြစ်ရဲ့သဘောတူတဲ့အတီ PR ပေးခဲ့တာလည်းဖြစ်ပါရဲ့ရှင်အခုတင်ဆက်ပေးချင်တာကတော့ပေါင်းတယ်မျိုးနဲ့စစ်ကော်မရှင်ရဲ့ဝဲကြီးဆယ်စစ်စေးရေးခိမိုင်းဆွဲတိုက်ခိုက်ခဲ့ရတဲ့ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်ပဲခူးတိုင်းပြည်ခရိုင်ပေါင်းတယ်မြို့နယ် စစ်ကော်မရှင်တပ်ရဲ့ဝယ်ကြီးဆယ်စစ်ဆေးရေးဂိတ်ကို အော်တိုဘားလ28ရက်နေ့မနက်9:15မိနစ်ခန့်လောက်ကမိုင်းဆွဲတက်ခိုက်ခဲ့တာမှာစစ်ကော်မရှင်လောက်ကန်နှစ်ဦးတေဆုံးခဲ့တယ်လို့ပေါင်းတဲ့မျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်အဲ့ဒီတိုက်ပွဲအတွင်မှာစစ်ကော်မရှင်လောက်ခံတွေတေဆုံးတရားရရှိတဲ့အပြင်စစ်တပ်ဂိတ်စခန်းအတွင်းမှာနေထိုင်တဲ့စစ်သားတွေနဲ့အတူနေထိုင်ပြီးတော့စစ်တပ်အတွက်အလုံလုံပေးနေတဲ့ မိခင်ပြဆိုသူလည်းဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။သူကတော့စစ်ကောင်မရှင်တပ်သားတွေနဲ့ပေါင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့တတိအချက်လက်တွေကိုစုံစမ်းခြင်းမြို့ပေါ်ကဈေးဝယ်ပြန်လာတဲ့ပြည်သူတွေရဲ့ကုန်ပစ္စည်းတွေကိုစစ်ဆေးရှာဖွေသိမ်းယူတာတွေကိုလှုပ်ဆောင်နေသူဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဒီကေစကန်တိုက်ခိုင်းမှုကိုတော့ပြည်သူ့ကာကွယ်ရေးတပ်မတော် UR 27 Google မှာအမှရှိတဲ့ပေါင်းတယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF 363ရာဒီတက်ရင် တက်ခွဲနှစ်ကရဲဘော်တွေက လုံဆောင်ခဲ့တာလို့လဲဆိုပါရယ်ပြည်သူကာကွယ်ရေးတက်မတော်အနေနဲ့ပြည်သူတွေရှင်းလင်းချိန်ကိုစောင့်ပြီးမိုင်းခွဲတက်ခိုက်ခဲ့ပေမဲ့မထင်မှတ်ပဲပြည်သူတုံးထိခိုက်ဒဏ်ရာရရှိသွားတဲ့အတွက်လွန်စွာစိတ်မကောင်းဖြစ်ရပါကြောင်းမိဘပြည်သူတွေအနေနဲ့လည်းအကြံဖတ်စစ်တပ်ဂေစခန်းတွေအနီးမှာ နေထိုင်ခြင်းတောလာခြင်းတွေမပြုလုပ်ကြဖို့ကိုအတိပေးထားပါရဲ့ရှင် အခုတင်ဆက်ပေးချင်တာကတော့မောင်းမကန်ရေစခန်းတိုက်ခိုက်သိမ်းပိုက်မှုအတွင်စစ်ကောင်မရှင်တပ်သား12ဦးတေဆုံးပြီးတော့လက်နက်မျိုးစုံ21လက်နဲ့ခဲယမ်းတွေကို PDF တပ်ဖွဲ့တွေကတင်စီယာမိခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။တတင်းသားတိုင်းဒဝဲခရိုင်လောင်လုံးမြို့နယ်မောင်းမကန်ရေစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေက၄နာရီအကြာဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်ကောင်မရှင်တပ်သား12ဦးတေဆုံးပြီးလက်နက်မျိုးစုံ 21လက်နဲ့ KN တွေကိုတင်စီရရှိခဲ့တယ်လို့အထူးတိုင်စစ်ဌာနနဲ့သက်ဆိုင်ရာတရင်တပ်ဖွဲ့တွေက ထုတ်ပြန်ထားကြပါရဲ့ရှင်။မောင်မကန်နယ်မြေရဲစခန်းကို အော်တိုဘာလ26ရက်နေ့မနက်9:30မိနစ်ခန့်ကတော်လိုင်းတပ်ဖွဲ့တွေပူးပေါင်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့ရာမနက်9:30မိနစ်မှာအပိသက်ရှင်လင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါရဲ။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်စစ်ကောင်မရှင်တပ်သား12ဦးတေဆုံးပြီး10ဦးတန်ရာရကား ကြံအင်အားတွေစက္ကန့်စုပ်ကွာထွက်ပြေးသွားပါတယ်။အဒီတိုင်ပွဲအတွင်မှာပဲဒေါ်လာရေးပူပေါင်းတက်ခွဲကရဲဘော်တို့မြင့်မြတ်စွာကြဆုံးခဲ့ရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။စက္ကန့်သိမ့်ပြီးနောက်ရှင်းလင်းချိန်မှာတော့အူစီအမျိုးအစားတနက်6လက် G3 အမျိုးအစားတနက်9လက်ရှော့ကန် smoke gun နဲ့လက်ကွန်မန်ဒိုစိန်ပြောင်းနဲ့လက်6လုံးပြူတနက်၄လက်စုစုပေါင်းလက်နက်မျိုးစုံ20လက်ဂျမ်ပါ12လုံးနဲ့ ခရမ်းတွေကိုတင်စီရမိခဲ့တယ်လို့ဆိုပါရတယ်။အဲ့ဒီရဲစခန်းသိန်းတိုက်ပွဲကိုတော့ပြည်သူ့ကာကွယ်ရေးတပ်မတော် MMT စစ်စေရေးနယ်မြေအထူးတိုင်းစစ်ဌာနကုကဲမှုအောက်ရှိ နီးပြူဟာ33ဒေါနာတရင်တက်ခွဲလေ KBDF ဒေါနာတရင်တက်ခွဲကွန် LPF နဲ့အတူမဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့တဝဲခရိုင်တပ်ပေါင်းစု DNNA ဒုတက္ကစစ်ကြောင်းရာမညမော်တပ်တော်ဖက်တွေတူဝင်ချက်တက်တွေပူးပေါင်းပြီး ိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါရဲ့ရှင်။အခုတင်ဆက်ပေးချင်တာကတော့လေးမယာတိုက်ပွဲမှာစစ်ကောင်မရှင်တက်ကအရာရှိသူအပါဝေးရှစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်လေးမယာမှာခြေကုပ်ယူတက်ဆွဲထားတဲ့စစ်ကောင်မရှင်တက်ကိုတော်လိုင်းပူပေါင်းတက်ဖွဲ့တွေက အော်တိုဘားလာ28ရက်နေ့နေ့လယ်2:00နာရီ10မိနစ်ခန့်ကတိုက်ခိုက်ခဲ့ကြရမှာ စစ်ကောင်မရှင်တက်ကအရာရှိတူ အပါဝင် ရှစ်ဦးတည်ဆုံးခဲ့တယ်လို့ဗိခေယအမှန်နေတရင်ကထုတ်ပြန်ထားပါဗျ။အတိအတိုင်ပွဲမှာပဲတော်လန်ရဲဘော်တို့လည်းမြင်းမြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။အတိတိုက်ခိုက်မှုကိုတော့ဗိခေယတရင်နှစ်တက်ခွဲတည်ဘေကေယံတယင်းသုံးတက်ခွဲနှစ် KNDO တယင်းခုတက်ခွဲသုံးနဲ့တနင်္သာရီမြို့နယ်ပကဖာဘိမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့ဆိုပါရယ် စစ်ကောင်မရှင်တက်ကတော့တိုက်ခိုက်ခင်းရပြီးလေးမိုင်ရွာကပြည်သူနေအိမ်တွေကိုဖောက်ထွင်းခိုးယူပြီးနေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးနေတယ်လို့သိရပါဗျ။တနင်္သာရီမြို့နယ်အတွင်းဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေတွေအရာဒေသနဲ့မိဘပြည်သူတွေခရီးသွားပြည်သူတွေအနေနဲ့တတိရှိစွာသွားလာနေထိုင် ပေးကြဖို့ကိုလည်းဘိတ်ခေရအမှန်နဲ့တရင်ကထုတ်ပြန်ထားပါဗျ။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာတိုက်ပွဲ ပြင်းထန်နေပြီးတော့ စစ်ကောင်မရှင်တက်က ရေကြောင်လေကြောင်လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက်ဖိတ်တင်းသားကြီးဗုတ်ပြင်းလမ်းပိုင်းကိုပြည်သူတွေအနေနဲ့ဖျီသွားလာခြင်းမပြူကြဖို့ကိုလည်းအော်တိုဘားလ28နှစ်ရက်စွဲနဲ့တင်းသားကြီးတိုင်းစစ်ဌာနအမှတ်35နီးပြူဟာအဖွဲ့ကထုတ်ပြန်ထားပါသေးတယ်ရှင်လွတ်လပ်တဲ့ renew agency သတင်းဌာနကနေထူးခြားသတင်းတွေနဲ့ပြည်သူတွေတည်တည်တိထိုက်တဲ့ဆောင်းပါးတွေဝေဖန်သုံးသက်ချက်တွေကိုလည်း နောက်ရက်တွေမှာဆက်လက်တင်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ကြီးရှုနာဆင်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးစေပေးမှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းလိုက်ရပါရဲ့ရှင်။